မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနရဲ့ထိတ်တန်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်တို့ရှိနေတဲ့၍အမေရိကန်ဤငွေလိန်ကိုင်းစစ်ပွဲအနိုင်ရဖို့မရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝါရှင်တန်သည်မိုးရစေဝါတိုက်ဖျက်ရေးအတွက်ဗနီဇွဲလားတွင်အစိုးရကိုပြောင်းပြစ်နိုင်မှာဖြစ်မည်ဟုတွက်ဆလာနေပြီဖြစ်ပါတယ် ။ယခုလဲမြန်မာစစ်အုပ်စုမှအားပေးကူညီနေသည့် online ငွေလိမ်ကိန်းများတိုက်ဖျက်ရေးတွင်အလားတူစဉ်းစားရတော့မည်ဖြစ်သည်ဟုအေရှားတိုင်းစာဆောင်တွင်ရေးသားထားပါသည်။အရှေ့တောင်အာရှတွင် အခြေစိုက်ထားသည့် online ငွေလိမ်ကိန်းများသည်တစ်ကမ္ဘာလုံးအတွက်အနေရကြီးကြားရောက်လာနေပြီဖြစ်ပါသည်။အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ၎င်းတို့တနိုင်ငံတည်းတွင်ပင်2024တနှစ်တည်းတွင်ဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရမှယခုအခါ16ဘီလီယံအထိရောက်ရှိလာနေပြီဖြစ်ပါတယ်ဟုသိရပါတယ် ဖုံများအထိဖြစ်လာနေပြီးကွန်ကရစ်နှင့်ထရန့်အစိုးရသည်အလန့်တကြားဖြစ်လာပြီးထင်သာမြင်သာသည့်အရေးယူမှုများပြုလုပ်ရန်စတင်လာပြီးဖြစ်ပါတယ်။ Republican Outlook တော်အမတ် Jefferson Sheriff ကပြည်ပအွန်လိုင်းငွေလိမ်လုပ်ငန်းများဖြိုဖျက်ရေးဥပဒေကြမ်းကိုတင်သွင်းလာပါတယ်။အထက်လွှတ်တော်တွင်လည်း Republican အမတ်ငွေလိမ်ကိုင်းများရက်စားရေးဥပဒေကိုတင်သွင်းလာပါတယ်။နိုဝင်ဘာ12ရက်တွင် American ရှေ့နေကြုံယုံက Scan Center Strike ဖုံ SCSF ကိုတရားဝင် ဖွဲ့စည်းလာခဲ့ပါတယ်။ ထိုဖွဲ့သည်လုံနေကြ Dashboard မျိုးမဟုတ်ဘဲဖြက်ဖြက်တာတာနဲ့လက်မြန်ချင်းမြလုံးမဲ့အဖွဲ့မျိုးဖြစ်ပါတယ်။ထို့သောရာဇဝတ်ကိုင်းများထွက်ပေါ်လာရခြင်းသည်လေနာရရှိလာသောစင်းရဲမွဲတီမှုအုပ်ချုပ်မှုအားနေခြင်းလူကုန်ကူးမှုနှင့်တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းအဆရှိသည့်အရင်းကန်အကြောင်းတရားများနှက်ဆိုင်စွာတရှိလာခဲ့ခြင်းကြောင့်ပင် ဖြစ်ပါတယ်။ပထမပိုင်းတွင်တရုတ်ရာဇဝတ်ကိုင်းများကကာစီနိုများအွန်လိုင်းလောင်းကစား website များမှတက်စင်စတင်လာခဲ့ခြင်းဖြစ်ပါတယ်။မြန်မာတွင်တော့အချင်းဖြတ်တိုင်းသားလက်နက်ကိုင်အုပ်စုများနှင့် ်ဆေးဥစုအကြားလဝါချင်းရိုက်ပြီးအကာအကွယ်ပေးထားကောင်းအကျိုးအမြတ်ခွဲယူရမှရဲတင်းလာခြင်းဖြစ်ပါတယ်ထို့သောလုံနေကြခြင်းကိုတသက်တည်အထောက်အထားများကဒူးနယ်တည်ရှိလာနေပြီဖြစ်တယ်ရှမ်းမြောက်ဒေသရှိလောက်ကိုင်းနှင့်မိုင်းလားတွင်မူစစ်တလက်အောက်ခံကိုးကနေကြဆောင်တပ်ဖွဲ့၏အကာအကွယ်အောက်တွင်ကြီးထွားလာခြင်းဖြစ်ပါသည်။စေအုစုမှထိုလုံရက်များကိုနှိမ်နှင်းရန်ညှင်းဆိုလာခြင်းကြောင့်တရုတ်၏မီးစိမ်းပြမှုဖြင့်2029စစ်စင်ရေးကြီးပေါ်ထွက်လာရခြင်းဖြစ်ပါသည်။ထိုစစ်စင်ရေးမှစစ်တပ်နှင့်ဆက်နွယ်နေသောကိုးကန့်ကောင်းဆောင်အများပြဖမ်းဆီးရရှိခဲ့ပါသည်။ ရှမ်းမြောက်ဒေသတွင်အဆိုပါခိုင်းများပြိုလဲသွားခဲ့ခြင်းကြောင့်ကရင်နှင့်မွန်ပြည်နယ်များအတွင်ငွေလိမ်ခိုင်းများကောင်းထောင်ထလာခြင်းဖြစ်ပါသည်။ထို့ထဲတွင်နမဲဆိုးထွက်လာရသည့်ကကရင်နယ်ခြားဆောင်တက်ကောင်းဆောင်စောချစ်သူကိုကဲနေသည့်ရွှေကုတ်ကိုစခန်းပင်ဖြစ်သည်။၎င်းကမင်းအောင်လိုင်စီစဉ်လာသည့်ရွှေခောက်ပွဲကိုထောက်ခံသွားမည်ဖြစ်သည်ဟုလူသိရှင်ကြားပြောကြားခဲ့သည်။2023ခုနှစ်တွင်စောချစ်သူအောင်မင်းအောင်လိုင်မှဖွဲ့ရူးကုံတို့များပေးအပ်ကြီးမြတ်လာခြင်းကပင်၎င်းတို့အချင်းချင်းနှက်ဆိုင်စွာပါဝင် ပတ်သက်နေသည့်ကိုပြဆိုနေသည့်ထမှန်ထွက်ပေါ်လာသော ်တက်တဲ့ထောက်ထားတစ်ခုဖြစ်ပါတယ်။ဆေးဥစုအာနာတီမြဲနေတဲ့၍ငွေလိမ်ကိုင်းများအားပုံစံအမျိုးမျိုးနဲ့အကာအကွယ်ပေးနေကြမိတာဖြစ်သည်။2024တွင် ထွက်ပေါ်လာသော အထင်ရှားဆုံးအထောက်အထားတစ်ခုဒီကထိုင်းဘက်မှအင်တာနက်လိုင်းများကိုဖြတ်တောက်လာသည့်အခါတွင်စစ်တပ်၏မိုင်းတဲမှချက်ချင်းလိုအစားထိုးပေးလာခဲ့ခြင်းဖြစ်ပါသည်။အမေရိကန်မှ၎င်းတို့အောင်ထိန်းချုပ်ရန်ပြစ်မှတ်ထားတံခတ်အရေးယူလာပါသည်။သို့တော်လည်းအောင်မြင်သင့်သလောက်မအောင်မြင်ခင်ထို့အတွက်ယခုလို SCSS ဖွဲ့စည်းလာခြင်းအား မရှိမဖြစ်လိုအပ်ချက်တရအဖြစ်ကြိုဆိုရမည်ဖြစ်ပါတယ်။သူတေသနာပြုချက်များအရဒီမိုကရေစီနည်းလမ်းများဖြင့်အုပ်ချုပ်နေသည့်ဖိလစ်ပိုင်သည်နေနေရတွင်အာဏာရှင်နိုင်ငံများဖြစ်သောမြန်မာလောက်ကမ်ဘောဒီးယားတို့ထက်ပုံမထိရောက်မှုရှိသည်ကိုတွေ့လာရပါတယ်။ဝါရှင်တန်သည်ဗနီဇွဲလားတွင်အုပ်ချုပ်ရေးအဖွဲ့အပြောင်းလဲလုပ်ဖို့စဉ်းစားနေသလိုမြန်မာရှိငွေလင်ကိုင်းများကိုအပြည့်အပိုင်ဖြတ်သိမ်းလိုပါကမြန်မာစစ်အုပ်စုကိုအလားတူလုပ်ရတော့မည်ဖြစ်ပါတယ်။ထိုကဲ့သို့အပြောင်းလဲလုပ်ရန်မြန်မာတွင်အစားထိုးနိုင်မည်အစိုးရအဖွဲ့အသိရှိနေပြီဖြစ်ပါတယ်။ စစ်မှန်သည့် Federal Democracy ရရှိရေးစ조사နေသည့် တိုင်းသားတော်လှန်ရေးအဖွဲ့များနေရာအနှံ့ဆေးအုပ်ချုပ်ရေးကိုလက်နက်ကင်တွန်းလှန်နေသည့်ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့များအမျိုးသားညီညွတ်ရေးအစိုးရတို့ဖြစ်ပါတယ်။အဆိုပါအင်အားစုများသည့်တဖြည်းဖြည်းနှင့်အောင်မြင်မှုများရရှိနေကြပြီဖြစ်ပါတယ်။ယခုအခါ၎င်းတို့အားလုံးအမေရိကန်၏ပံ့ပိုးမှုကိုလိုအပ်နေသည့်ကွန်ကရစ်သည်မြန်မာတို့၏ဒီမိုကရေစီအရေးအတွက်လိုအပ်သည့်များပံ့ပိုးပေးရန် Pharma Act ကိုအတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီဖြစ်သည်။ထို့အချိန်ကငွေလိမ်ကိုင်းများအရေးသည့် ယခုလိုအော့အော်တောင်းနေဖြစ်မလာသေး၍ဥပဒေတွင်ထိုအရေးကိုဖြည့်ရှင်းရန်ထည့်သွင်းထားခြင်းမရှိပေ။ထို့အတွက်အထက်တွင် ဖော်ပြသည့်ဥပဒေချမ်းများအဆိုပြုလာရခြင်းဖြစ်သည့်ဗမာအတွင်ပါရှိသည့်လူအသက်အနည်းငယ်မပေးနိုင်သည့်အကူအညီများဆိုသည်ကထိုစဉ်ကငွေလိမ်ခိုင်းများသည့်နေဆက်ဖြတ်ကျော်ပြီးအမေရိကန်လုံခြုံရေးကိုချိန်ချောက်လာသည့်အနေအထားဟုထည့်သွင်းစဉ်းစားရန်မလိုသေး၍ဖြစ်တော်လေလက်ရှိအနေအထားနှင့်မလျော်ညီတော့ပေ။အဆိုပါခိုင်းများသည့်လူကုန်ကူးခြင်း၊ငွေများခွာချခြင်း၊လက်နက်မောက်ကူးခြင်းအစရှိသည့်တို့ အကုန်လုံးကင်နေကြသူများဖြစ်သည့်၎င်းတို့ကြောင့်ဒေတာတစ်ခုလုံးမတိမငိမ့်ဖြစ်လာပြီးအမေရိကန်အကျိုးစီးပွားကိုထိခိုက်လာနေပြီဖြစ်သည့်ထိုအနေထားသည့်အမေရိကန်မှအကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ရန်စဉ်စားပြီးတစ်ဖက်သက်အရေးယူရန်ဆုံးဖြတ်ထားသည့်ဗန်နီဇွဲလာနှင့်တော်တော်များများတူနေသည့်အမေရိကန်သည်၎င်းတို့အကျိုးစီးပွားကိုတိုက်ရိုက်တိုက်ခိုက်လာလျင်အမေရိကန်သည်၎င်းတို့အကျိုးစီးပွားကိုတိုက်ရိုက်ထိခိုက်လာလျင်အရေးယူရန်လက်မနေယခုမြန်မာပြည်တွင်ထိုသို့ထိခိုက်အောင်လှုပ်လာပြီဖြစ်သည့် ထိရောက်စွာလုံနိုင်ဖို့ဤလုပ်ငန်းများကိုအမှန်တကယ်ဖြစ်မြောက်အောင်လှုံ့ဆော်သူများဖြစ်သောအကျင့်ပြက်အရာရှိများရာဇဝတ်မှုကျူးလွန်သောစစ်ဗျင်များနှင့်မြမစစ်အစိုးရတရက်လုံးတို့ကိုပြစ်မှတ်ထားနိုင်မှဖြစ်မည်အမေရိကန်ပြည်ထောင်စုဒေတာရင်းအစိုးရများနှင့်နိုင်ငံတကာမိဖက်များအကြားဟန်ချက်ညီညီတန်တမန်ရေးဖိအားပေးမှုထောက်လိုင်းရေးအချက်အလက်များမျှဝေမှုနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့အလိုအပ်မည်ဖြစ်ပါသည်အဆိုပါဂိုင်းအဖွဲ့များသည်ကမ္ဘာတဝန်းရှိလူများကိုအမျက်ထုတ်အနိုင်ကျင့်နေကြ၍ နိုင်ငံတိုင်းက၎င်းတို့ကိုလိမ့်တဲ့သူများအဖြစ်စစ်ကျင်ညာပြီးကမ္ဘာလုံးဆိုင်ရာစစ်ပွဲတည်အဖြစ်သဘောထားတင်သည်ထိုစစ်ပွဲတွင်အမေရိကန်ပြည်ထောင်စုသည်ခင်မမီတော့သောဗမာအဲ့ဥပဒေမှအခွင့်အာဏာများကိုပြန်လည်ပြင်ဆင်ပြီး၎င်းတို့လက်ထဲတွင်ရှိသော ကရိယာတိုင်းကိုအသုံးပြုသင့်သည်ဟူ၍ဖြစ်သည်ဖီသူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်အတုယောင်ရွေးကောက်ပွဲအပြီးစေကောင်းဆောင်ဖန်တီးမဲ့အာနာဂီဟာစနေလူပေါင်းထောင်နဲ့ချီကိုတက်ပြန်တောင်နဲ့ချီကိုထောင်သွင်းအကျဉ်းချပြီး ညောင်များစွာသောလူခွင့်ရေးချိုးဖောက်မှုတွေအတွက်အ धिक တာဝန်ရှိတဲ့စစ်ကောင်ဆောင်ဟာအသက်80နီးပါးအရွယ်ကြမှာအဖမ်းခံရပြီးနိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာတရားရင်ဆိုင်နေရတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒီလိုအဖြစ်မျိုးချိုးတင်စိုးရိမ်နေပုံရပြီးသူအတွက်ရာသက်ပံစုပ်ကင်လို့ရမယ်အာနာဂေဟာစနစ်တခု2025ရွေးကောက်ပွဲအပြီးမှာဖန်တီးသွားလိမ့်မယ်လို့နိုင်ငံရေးအကြေခတ်တွေကသုံးသပ်ကြပါတယ် 2019ကြာပြတ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရရှိခဲ့တဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကနိုင်ငံရေးသမားတဦးဖြစ်တဲ့စိုင်းထွန်းအေးကတော့စစ်ကောင်းဆောင်ဟာရွေးကောက်ပွဲပြီးမှအရက်ဖက်ကတက်ဖက်မှာပါအမြင့်ဆုံးရာထူးကိုနှစ်ဖက်ခွာယူနိုင်တယ်လို့သုံးသပ်ပါတယ်တီချာတာကတော့ဗိုလ်ချုပ်မှုတီမြောက်လာရဲ့လက်ရှိဖြစ်တည်မှုအနေအထားကိုလေးလာသုံးသပ်ကြည့်တဲ့အခါသူအတွက်မဖြစ်မနေလှုပ်ဆောင်သွားမယ့်အရာကတော့နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာကိုသူ့လက်ထဲမှာစုပ်ကင်ထားနိုင်ရည်ဖြစ်မယ်ဆိုတာဟာရည်ကြီးလက်ခံမလွဲပါပဲ။ သူတို့လုံမဲ့ရွေးကောက်ပွဲပြီးသွားရင်တော့2008အဖွဲ့အစည်းပုံအခြေခံဥပဒေဘောင်းဒေးကနေသူတို့ရဲ့ဥပဒေပညာရှင်တွေကပဲအဲ့ဒီနေရာနဲ့လုံပိုင်ခွင့်အာဏာအတွက်နေရာတစ်ခုဖန်တီးပေးပြီးအရက်ဘတ်သမရလူလိုစစ်ကော်မရှင်ဥက္ကဋ္ဌလူလိုနှစ်ဖက်မြောက်တစ်ကိုင်းမလို့အောင်ရောသမမွေရာထူးနဲ့တိုင်းပြည်ကိုဆက်အုပ်ချုပ်သွားမယ်လို့သုံးသပ်ရပါတယ်လို့စိုင်းထွန်းအေကပြောပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့မင်းအောင်လှိုင်ဟာတမရခောက်ွယ်ရေးဦးစီးချုပ်နဲ့သမရရာထူးနှစ်ခုလုံးကိုပူးတွဲယူဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်သမရလုံးမယ်ဆိုရင်တော့လက်ရှိယူထားတဲ့တက်ချုပ်ရာလူကိုဆွန့်လွတ်ရမှာဖြစ်ပါတယ်။တက်ချုပ်အသစ်ဖြစ်ဖို့အလားလာရှိဆုံးတစ်ပြေးနေသူကတော့စစ်တပ်ကတော့အဖက်စင်35စင်လက်ရှိကြီးရည်လေးညှိနှိုင်းကုတ်ကဲရင်မူဘိုးချုပ်ကြီးကျော်စွာလင်းဖြစ်ပါတယ်။လက်ရှိတက်ချုပ်မင်းအောင်လိုင်ဟာသူဆရာဘိုးချုပ်မူကြီးတန်းရွှေစီစဉ်တဲ့2010နှစ်ကုန်ပိုင်းရွှေကောက်ပွဲအပြီး2017မလကုန်မှာတက်ချုပ်ရာလူကိုရရှိခဲ့တာပါ။ တချုပ်တက်တန်းကို9နှစ်ပဲလုပ်ဖို့ဦးတန်းရွှေကကနအူးစီစဉ်ခဲ့ပေမယ့်မင်းအောင်လိုင်ကသူ့ဟာသူတက်တန်းတိုးယူခဲ့ပြီးတချုပ်တက်တန်း10နှစ်ပြည့်တဲ့2021မှာတော့ဒိုင်းပြည်အာဏာကိုအရမသိမ်းယူခဲ့ပါတယ်။ဒါကြောင့်နောက်တက်မဲ့တချုပ်အစ်တစ်ကလည်းနောက်10နှစ်လောက်အကြာမှာသူ့လိုအာဏာပြန်သိမ်းမှလာဆိုတာမင်းအောင်လိုင်အတွက်ကစိုးရိမ်စရာရှိနေမလား။ဒီအတွက်ကဘာတွေပြင်ဆင်ထားမလဲဆိုတာရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။ဆက်လက်ပြီးညောင်လေးပင်တွင်မှတ်သိမ်းမှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်း အနိုင်ကျင့်နေသောဖြူစော်တီငမျိုးဖြစ်ခတ်ခံရပြီးတည်ဆုံနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးရွာတွင်မတိမ်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်တီငမျိုးဖြစ်ခတ်ခံရပြီးတည်ဆုံသွားကြောင်း Nice Star Underground Phone ပဲခူး region မှာတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီနိုဝင်ဘာလ10ရက်နေ့ညနေ9:25မိနစ်အချိန်ညောင်လေးပင်မြို့နယ်စီပင်ကျေးရွာမှာအုပ်ချုပ်ရေးမှူးလေးဖြစ်ဖြူစော်တီကောင်းဆောင်လေးဖြစ်သူမေမေဦးဤတပည့်ဖြစ်သူဖြူစော်တီငမျိုးကို ပြစ်ခတ်ခဲ့ပြီးပွဲချင်းပြီးတည်ဆုံသွားကြောင်းအလားတူရင်းနှစ်တွင်ပင်တရက်တည်းပြူစောတိခေါင်းဆောင်မင်းမင်းဦးကိုလည်းပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။သူ့ဆရာမင်းမင်းဦးကို၅ချက်တပြည့်ဖြစ်သူငမျိုးကို၂ချက်တရက်တည်းနှစ်ကောင်ရှင်းလင်းခဲ့တာပေါ့။တက်ကိုတိုက်ရိုက်သတင်းပေးနေတဲ့ငမျိုးကိုတော့သူ့အနေနဲ့အင်းတဲကနေပဲချော့ခေါ်ပြီးစစ်တောင်းမြစ်ပေးမှပဲဒီနှစ်ချက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်ဟု Nine Star Underground 4ပဲခူးရီဂျင်မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ် တည်ဆုံသွားသောပြူစော့ထင်းမျိုးမှာတော်လည်ရေးအင်အားစုများ၏မြေပြင်လှုပ်ရှားသတင်းများကိုစုံစမ်းထောက်လှမ်းပြီးစစ်တပ်ထံသို့ဓာတ်ရိုက်သတင်းပေးပို့ခြင်းပြည်သူများကိုအနိုင်ကျင့်ပြီးမရိမှုအတိပါကျူးလွန်ရန်ကားနေသူဖြစ်ကြောင်းသူနဲ့မတည့်သူများကို PDF ထောက်ဖို့ဟုအမိတက်ခါငွေညစ်ခြင်းစစ်မှုရန်ပေါ်တာဆွဲခြင်းလှုံ့ဆော်နေသူဖြစ်ကြောင်းသိရပါသည်ပကိုးတိုင်းညောင်လေးပင်မြို့နယ်တွင်ပြည်သူများကိုဒုက္ခပေးနေသည့်စစ်တပ်၏တောက်တိုင်များကို9 star UG အဖွဲ့လလန်းမိသည်။ရှင်းလင်းသွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့၏တာဝန်ရှိသူကတတိပေးပါသည်။